ဥတ္တဖန်တောင်တောရကျောင်းတိုင်းဒါကတော့ဖိုးဦးတောင်စီတော်ရဲ့အနီးမှာရှိတဲ့မာလဖိုးတောင်ပေါ့နော်အဲဒီမှာမာလဖိုးတောင်တိတ်တော့မဝေးဘူးပေါ့နော်ဖိုးဦးတောင်နဲ့ကားနဲ့လည်း အပေါ်တက်လို့ရတယ်အနည်းလေးပဲဟွာဖြစ်တယ်ပေါ့ဟာလေဒါပေါ်လို့ရတယ်ဒီမှာဒီဘက်မှာအဲရက်တော်မူရုပ်ွားတော်တွေလည်းရှိတယ်ပေါ့နော်ဒီမှာရက်တော်မူရုပ်ွားတော်တွေဒီမှာရှိပါတယ်တပင်းနေနဲ့တောတောင်နေနဲ့တကယ်စိတ်နှံ့ဆူပြေတယ် နေရာပေါ့နော်တောင်မွားရှိခင်းနေကြည်ကျင်တယ်တောင်မွားဖရားတွေရင်းနေတဘာဝလေးတွေကိုရှူဆိုင်ခြင်းနေဆိုရင်တော့ဒီဘူးတောင်တို့လေနော်လာဘူးတောင်တို့ကိုဒါလာရောဒါ ူးမြောင်ကြကိုအကြံပြုတိုက်တွန်းနေပါတယ်ဒီမှာနောက်လို့တောင်ပေါ်မှာရှိတဲ့ဖះအမှုရှိတဲ့တန်ခါတော်ရှင်သူမြတ်တို့ရဲ့စံခံကြွနေတဲ့ဒါရုပ်ပွားတော်မြတ်ဒီပေါ့နော်ရုပ်ပွားတော်မြတ်ဒီလူတို့အကြောင်းပေါက်တော့လဲတယ်ဆိုရင် ီနေရာတွေကတကယ်ကိုလာရောက်ပြုံတင်တဲ့နေရာတွေပါတော်တောင်တွင်နေတကယ်ကိုစိတ်လန်းစုပ်ပြေးတဲ့နေရာတွေပါနေရာတွေဦးတို့ကလည်းတကယ်ကောင်းပါတယ်ပေါ့နော်နေဒါ29ရက်5လ2025ခုတနင်္လာနေ့ ဓာတ်သေးဘူးလည်းတကယ်ကောင်းတယ်ခါတောင်တက်တဲ့ခါကမိုးတွေပါလေရွာနေတယ်ဆိုရင်အဆင်မပြေဘူးပေါ့နော်ဒီမှာတော့ဓာတ်သေးဘူးလို့ကောင်းတဲ့ခါကျတော့အဆင်ပြေတယ်ဖျားရည်လေတက်ဖူးလို့ရတယ်ပေါ့နော်ဒီမှာဟိုမှာစီရီတစ်စုလည်းရှိကြပေါ့နော် အားလုံးကိုတောင်းပါနော်အားလုံးကိုတောင်းပါမြင်ရတယ်ဘုရားမှုရှိတဲ့ရဟန္တာရှင်ရုပ်ပွားတော်တွေအာစေတီတော်မြတ်တွေပြီးတော့ဒီမှာအရာတွေမြေကြီးပေါ့နော်အရာတွေမြေကြီးပေါ့ဟာဒီလိုတော့မိုးမွေရနေမှာအိုးအိုးဆိုင်ဆိုင်လေးဆိုတော့တကယ်တရားပါတယ် မောတယ်ဆိုပေမဲ့တဘာဝရှုခင်းနေနေဆိုတော့တကယ်စိတ်ကျဉ်းနူရစိတ်ပျော်ရွှင်စိတ်လွတ်လပ်မှုကိုရတယ်ဗောနော်ဒီတောင်ပေါ်မှာတရင်သုံးနေတဲ့ဆရာတော်ဘုရားတွေလည်းတကယ်ဟိုကျဉ်းနူရတယ်နေရာတွေဗောနော်ဇမ္မာရဲ့အတွက်လည်းတကယ်ဟိုအထောက်အကူပြုတဲ့နေရာတွေ ကြီးပင်လေးတွေကြီးပင်တွေရှိတယ်ဒါဟုတ်ဘာပဲဟင်းညို့မင်းတို့ဟင်းတွေချက်တော့နေကြဒီအရွက်လေးတွေအရင်စားကောင်းတယ်ဘာပဲမိနေနေမယ်ကောမိရနေနေကြတဲ့သားတွေရှိတယ်ဘောနော်ဟုတ်တယ် ကြောင်းတောင်းလည်းရှိတိမ်တော့တိမ်မမမတိမ်လည်းရှိတယ်ကဲအေးကျန်ရနေတဲ့သူတွေအတွက်ဒီနေရာလေးကိုဖျားလာဖို့ဒါအကြံပြုရပါတော့ đi thì lâu đà là này thế kia của xanh chăn như gì đó xanh chỉ như gì học သူတို့အစမ်းပါဘူးတော့မှာပါလာလဲပေါင်းမှုလေးတွေချိလိုက်တော့ဒီမှာတော့စားလည်းမရှိတော့ဘူးဖြစ်တယ်အဲချစ်စရာလေးတွေဒါနောက်တော့မှာမြေသားပြီအဲ့တော့ကတော့ကားကြုံနဲ့တက်လိုက်တာပေါ့နော်အစင်းကြတော့ကားကြုံမရှိတော့ဘူး ်ဆိုတော့ခြေကျင်ဆင်းရတာပေါ့ခြေကျင်ဆင်းရတာတော့ဘာမှဖြစ်ပေါ့တဲ့ရင်တာနည်းနည်းလေးလူကပြန်မှန်းမှာပေါ့နော်အဆင်းရတော့အလောက်ဘာမှဖြစ်ဘူးမပြန်မှန်းဘူးပေါ့နော်အဲကျမကြီးလဲကောင်းတာပေါ့ပေါ်မှာအဲ့ဒီကားနဲ့လည်းတက်လို့ရတယ်။ဒါပေမဲ့မင်းတို့ကားတော့နည်းနည်းလေးဟောဖြစ်လာနေတယ်။ဒီမှာဂျုံနဲ့ကားလည်းစင်းနေလိုက်သွားတယ်။ အစင်းမှာခြေချင်းတယ်အာဆင်းလိုက်ကြအောင်လားလမ်းတော့ဒီမှာဒီလိုလေးတွေပါတန်းနွားလဘူတောင်ရဲ့အစင်းလမ်းအတက်လမ်းပေါ့နော်ဒါဒါအီးတော့ဘာမှဖြစ်ပါဘူးအတက်ရင်တော့နည်းနည်းပြင်မယ်ဆင်းမပြင်မအောင်မောလဲဆိုရင်ဒီမှာထိုင်ဖို့သူတို့အာဝါဝါဝါထိုင်ကုန်ဒီမှာလောက်ထားပြီးတယ်ပေါ့နော်အဲဝါထိုင်ကုန်လေးလောက်ထားပြီးတယ် အဲပြီးတော့ရေအိုးစင်လေးတွေဒီမှာလောက်ထားပေးတယ်။စိတ်ညာတောင်းဖို့မောတက်ပဲဖြစ်ဖြစ်အစင်းပဲဖြစ်ပါဘောနမောရင်လည်းနာဖို့ဟာဟောပြောဖို့နော်အဲဆိုတော့ဘာဖြစ်ဖြစ်အဲတောင်းတက်ရတာဝန္ဒနာပါတာတို့သဘောရှိခွင့်နေဆက်ဆံလာတဲ့ဆိုတော့ဒီတောင်းလေးကြီးအဲလာတက်ဖို့ဒါကြံညာပေးတယ်ဘောနဒါကြီးလဲမမြင်ဘူးဘောနဒါကြီးလဲဘောမဖြစ်ဘူးဘော ဒါတော့ရှုခင်းနေလေနောက်ဘုံနဲ့တစ်ပင်နေနဲ့ဘာနဲ့လဲအရန်ပြီးတော့လဲစိမ့်လန်းဆုပ်ပြီးတော့နော်ဟုတ်ဟိုမှာတပည့်ကြောက်တော့စောင့်တယ်မိဖွဲ့အောင်ပါပြည်တော့မကိုက်တော့ပါဘူးဒီရက်ကလေးတွေဖြစ်ဖို့ကောင်းတယ်ဟေးအဲအဲ့ဖြစ်နိုင်မုတ်တွေပါပေါင်မုတ်တွေပါစံတော့ပေါင်မုတ်တွေပါအဲဝယ်လာဖို့ဒါအကြံလည်းပေးတယ်ပေါ့နော်ဒီမှာကလေးတွေရှိတယ်ပေါ့နော်ပြီးတော့ဖို့ ပါလာတဲ့ဟိုမှာပါလာတဲ့မောင်မိုးတွေကဟိုမှာဖူးတောင်ခွေးလေးတွေကိုကြွေးခဲ့တော့မှမရှိတော့ဘူးပေါ့နော်။ဒါမှပဲတပည့်စောင့်နေ။ချစ်စရာလေးတွေ။ဟင်းငါလည်းဘာမှမပါတော့ဘူး။ဒါကငါလည်းဖူးတောင်ဘက်ကနေမြင်ရတဲ့ဒါ ုတ်တောင်စီတောင်မြေကြီးပေါ့နော်ဒီမှာအဲတဘာဝတရားတွေနေပေါ့နော်တကယ်ဟိုမှာဖြစ်ပါတယ်ပုတ်တောင်စီတောင်မြေကြီးပေါ့နော်ပုတ်တောင်ကလည်းကားနဲ့တက်လို့ရတယ်ဒါလေကားလေကားတွေပေါင်း350ကျော်တက်ရတယ်လို့ဒါပြောတယ်ပေါ့နော်ပုတ်တောင်အဲရောက်ပြီခဏပဲ တပည့်ကျော်တပည့်ကျော်တပည့်ကျော်ဟိုလေးလမ်းပြလေးတွေလမ်းလျှောက်တက်တယ်ဆိုရင်နားပဲဒီမှာမလဲအဲမိုးဝင်နေတာကစတဲ့ခဏပဲဆင်းရတော့ 10မိနစ်လောက်ပဲဟောတော့ဟဲ့ရော်ရီမြကြီးတရားပြီးဟုံးအဲ့အစအာโอ้ชูแกนี่ตะแกหล่าเลย